င်္ဂလာပါ series for you ကနေပြီးတော့ပြန်လဲကြိုးစားပါရီ series for your ပြည်သူများအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ series လေးကတော့2019ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ The Witcher ဆိုတဲ့ TV series လေးပဲဖြစ်ပါရီ episode 3ရဲ့နာမည်ကတော့ Battle Royale မုန်းလို့နာမည်ရပြီးတော့မော်ဆီယာမတအူးဖြစ်သွားတဲ့ Renifier ရဲ့ဘဝအသစ်နဲ့တူမော်ပညာအသိန်းချုပ်ကတိုင်းပြည်ကိုခွဲဝေစီမံကြမယ်အကြောင်းကိုခံစားမှာဖြစ်ပါရီကဲအဲ့တော့အစင်းလေးဖြစ်ပြီဆိုရင်ကျွန်တော်ရီ recap ကိုစတင်လိုက်ကြပါမယ်ကျွန်တော်ကတော့ series for you ကပေးနိုင်တင်ဆက်သူရှိန်းသူပဲဖြစ်ပါတယ် မေရီးယားမြို့လေးမှာသေကံနှီးပြနေတဲ့ကောင်းလေးတယောက်ကသူ့ကိုတိုက်ခိုက်ခဲ့တဲ့မိစာအကြောင်းပြောပြနေပါတယ်။သေချိန်နဲ့မတည်သေးပဲတည်ခဲ့ရတဲ့ကိုဝင်ဆောင်မျိုးသမီးရဲ့အလောင်းမြုပ်တဲ့အုပ်ကူပေါ်ဝင်းမလီတကောင်ဖျက်ပြေးသွားခဲ့ရင်အလောင်းရဲ့ဘိုက်ထရတဏီသားဟာမတည်ပဲကြီးထွားလာပြီးအလောင်းကိုဖောက်ထွက်ကလာပညာရောက်တိုင်းမှာအစာထွက်ရှာပြီးဗူဂိုဒရလို့ခေါ်တဲ့မိစာတကောင်ဖြစ်သွားတယ်လို့ကောင်းလေးကပြောပြနေပါတယ်။ကောင်းလေးရဲ့ဖခင်ကလည်းပြူးစုရင်းနဲ့အနောက်မှာရက်နေတဲ့ဝေချာကိုလှည့်ကြည့်တဲ့အခါမှာတော့ ဝေချာကဗူဝရလက်မိစ္ဆာအတွက်ငွေ3000ကြိုပြီးမှတက်ပေးမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးရဲ့ဖခင်ကလည်းငွေအထုပ်ကိုဝေချာအောင်ပေးလိုက်ပြီးတော့ကောင်လေးစီကိုပြန်လာတဲ့အခါမှာအသက်မနေတဲ့ကောင်လေးကိုပဲတွေ့လိုက်ရပါတယ်။ဝေချာလည်းပတ်စံရပြီမလို့သူ့အလုပ်ကိုလုပ်ဖို့အတွက်ဗူဝရလက်မိစ္ဆာကျဆားနေတဲ့နေရာရောက်လာခဲ့ပါတယ်။ဝေချာလည်းသွေးလန်းချောင်းတိုင်းပဲခြေအားကောက်လိုက်လာခဲ့ရင်းနဲ့အသားတွေတွေထားတဲ့အခန်းလေးကိုရောက်လာပါတယ်။အထုပ်ရောက်တဲ့အခါမှာတော့မိစ္ဆာကိုမမြင်ရပဲအတန်မဲကြားနေရကြောင်းဝေချာကလည်းသတိထားပြီးတော့ချောင်းနေပြီမြင်။ဘာကောင်မှမမြင်လိုက်ရပဲနဲ့မိစ္ဆာရဲ့တက်တာကိုခံလိုက်ရပါတော့တယ်။ တဖက်မှာလည်းပဲအလौအပ်သူလည်းမရှိတဲ့အခါမှာပြည်ဒဇိုင်းအောင်မှာအချိန်ကုန်နေကြတဲ့ဝေချာရီရဲ့ထုံးစံတိုင်းပဲဂေရော့ကပြည်ဒဇာတယောက်နဲ့နှက်နေပါရီပြည်ဒဇာမကလည်းဂေရော့ရဲ့အမာရွတ်တွေကိုကြည့်ပြီးတော့ဒီအမာရွတ်တွေအကြောင်းကိုတချင်းတွေကသူတချင်းထဲမှာရေးဆက်ခဲ့တယ်လို့ပြောတာတချင်းကိုဆိုပြနေပါရီအဲဒီနောက်တော့ပြည်ဒဇာမကဂေရော့တငယ်ချင်းဝေချာတယောက်တာမေရီယာမျိုးကိုတွားဖို့ဆိုပြီးတော့ညအိဝင်နာခဲ့လို့သူပဲရှယ်ပြုစုပေးလိုက်ရတယ်ဆိုပြီးတော့ပြောလိုက်ပါရီဂေရော့ကလည်းတာမေရီယာမှာဘာကိစ္စရှိနေလဲလို့ပြည်ဒဇာမကိုမေးနေတော့ ဒီကြောင်ခေါင်းဆောင်ကတကားထုပြီးတော့ဒုံညာစရိုက်အိတ်နေလို့ပတ်စံမပြီးရင်ပြန်လို့ဆိုပြီးတော့អော်ပြောပါလေ။ပေးဆောင်မကလည်းတာမေရီယာမကမိစားတကောင်တောင်းညံ့နေလို့အလုသမားကြီးကငွေ3000អូរ៉ាន់စုပြီးဝေချောင်း9ပဲဝေချာတွေကငွေလင်ပြီးတော့ဖျက်ပြေးသွားတာလို့ရှင်းပြလိုက်ပါလေ။ပြေးကြောင်ခေါင်းကလည်းအထက်ရအကြောင်းမပြန်တာကြောင့်မလို့တကားကိုဖျက်ပြီးတော့ဝင်လာတဲ့ခါမှာဂေရော့ကလည်းပြေးကြောင်မကိုပတ်စံပေးပြီးတော့အခန်းကားအတွက်တော့မြင်းအပေါင်ထားခဲ့မယ်လို့ပြောလိုက်ပါလေ။ အောက်ကိုရောက်တဲ့အခါမှာတော့ဂေရော့ကလည်းသူ့ရဲ့မြင်းကိုသေချာထိန်းသိမ်းမှုနဲ့မြင်းတစ်ခုခုပြတ်တာနဲ့တတ်ပြစ်မယ်လို့ပြည်ထစာကောင်းကိုပါခဲ့ပြီးတော့ဒါမေရီယာမျိုးစီကိုထွက်လာခဲ့ပါရီ။အဲဒါမေရီယာမျိုးမှာတော့မိုင်းရဲလောက်သမားတွေစုဝေးပြီးတော့အစည်းအဝေးတစ်ခုလုပ်နေကြပါရီ။မိစားရီယာလူတွေကိုတတ်နေတဲ့အချိန်မှာဘယင်းကဘာမှလုံမပေးတာကြောင့်မလို့သူတို့ကနေရာတက်ကိုပြောင်းရွှေ့ရမယ်ဆိုပြီးတော့လောက်သမားတယောက်ကတင်ပြလိုက်ပါရီ။ဒီအချိန်မှာမိစားအသက်ခံလိုက်ရတဲ့ကောင်လေးရဲ့အဖေကဝင်လာပြီးတော့တမိုင်းနေထဲမှာအသုံးမကျတဲ့ဘီရင်လေးဆိုရင်တော်လန်ကြတာသဘာဝမလို့ တို့တို့ကဘာမှမကူညီနိုင်တဲ့ဘရင်ကိုလေအင်အားစုပြီးတော့တော်လန်တိုက်ခိုက်ကြမယ်လို့ဝင်ပြောလိုက်ပါတယ်။အလုံသမားတွေအကုန်လုံးကလေတော်လန်ပုံကံမဲ့အစီအစဉ်ကိုသဘောတူလိုက်တဲ့အချိန်အနောက်ကနေပြီးတော့ရောက်လာတဲ့ဂေရော့ကဖူဂေါ်တလက်ကိုမတက်နိုင်တာနဲ့ပဲဘရင်ကိုတတ်တော့မှလားဆိုပြီးတော့လှမ်းမိလိုက်ပါတယ်။အလုံသမားတွေကလေပထမတစ်ခါဝစ်ချာတုန်းကအလိန်ခံခဲ့ရအောင်မလို့သူတို့ဝစ်ချာအဆုတ်ပလုတ်တွေကိုမလို့တော့ဘူးလို့ပြောလိုက်ပါတယ်။ဂေရော့ကဖူဂေါ်တလက်ကိုတတ်ပြီးမှသူ့ကိုငွေချေဖို့နဲ့အရင်ဝစ်ချာရဲ့လိုရတဲ့အတွက် ဝေချာရဲ့အဖွဲစည်းစားတောင်းပန်တဲ့အနေနဲ့ငွေရဲ့သုံးပုံတစ်ပုံပဲယူမယ်လို့ပြောလိုက်ပါတယ်။အလုသမားတွေကလည်းသဘောတူလိုက်တဲ့အချိန်ဘရင်အမှုရန်နဲ့ရောက်လာပြီးတော့အလုသမားတွေရဲ့အဖွဲကိုလူခွဲဖို့အတွက်အမိန်ပေးလိုက်ပါတယ်။အလုသမားကောင်းဆောင်ကလည်းဘရင်ဖိုးတက်စကာမှငကြောက်လို့ပြန်ပြောကနှစ်ဖွဲ့တွေကြားမှာအချိန်နဲ့တင်းမာနေတဲ့အချိန်အလုသမားကောင်းဆောင်ကအလုသမားတွေကိုပြန်ထိန်းပြီးတော့လှည့်ထွက်သွားခဲ့ပါတယ်။ဂဲရော့ကလည်းဘရင်မှာမိစ္ဆာအတွက်အစီအစဉ်ရှိလားလို့စစ်သူကြီးကိုမေးတဲ့အခါမှာစစ်သူကြီးကလည်းဂဲရော့ကိုနေဆက်တိပြန်ဖို့ဖို့စစ်သားတွေကိုပြောကပြန်လှည့်သွားပါတယ်။ ခြေသားတွေကလည်းဂေရော့ကိုခေါ်ပြီးတော့နေဆက်ပို့တဲ့လမ်းမှာပဲအကုန်လုံးရုတ်တရက်မေးလဲသွားပါတယ်။ဂေရော့ကလည်းသတိနဲ့ရန်သူရှာနေတဲ့အချိန်မှာတောထဲမှာမော်ဆီယာမတယောက်ပေါ်လာပါတယ်။အဲနောက်တော့မော်ဆီယာမကလည်းဒါမှ Terrace Mary Ghost လို့မိတ်ဆက်လိုက်ပြီးတော့ဘရင် Fortress ရဲ့အမှုရန်မော်ဆီယာမတယောက်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါပြီ။ပြီးတော့မှမိတ်ဆောင်မတက်ပဲကူညီပေးဖို့အတွက်သူကငွေပေးမယ်လို့ကမ်းလှမ်းလိုက်ပါပြီ။ Garrett ကလည်းလက်ခံလိုက်ပြီးတော့ Mary Ghost ရဲ့နေရာကိုလိုက်လာခဲ့ပါပြီ။နန်းတော်တွေရောက်လာတဲ့အခါကျမှပဲ Mary Ghost က မိစာစားပြီးတော့မပေါ်လာခင်မှာနန်းရွေးအမှုရန်တွေကမိစာဖိုဒက်ညမရဲ့အုပ်ကွာထွက်လာခဲ့ရတယ်ဆိုတာသိခဲ့ကြပြီမြေနန်းမွေဆက်ခံမှုဖိုဒက်မှာမရှိရကြောင်းမလို့မိစာကိုကူတာပြီးတော့နန်းမွေဆက်ခံမှုသူ့ကိုအရီတူဇာကတာဝန်ပေးလိုက်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဂေရော့ကလည်းဗူဂေါ်ဒလက်တွေကိုကူတာလို့မရဘူးလို့ပြန်ပြောတဲ့အခါမှာမေရီဂိုးစ်ကလည်းပဲမိစာကဗူဂေါ်ဒလက်မဟုတ်ဘူးလို့ပြန်ပြောပြလိုက်ပါတယ်ပြီးတော့မှမိစာကြောင့်တည်ခဲ့တဲ့အလောင်းတွေကိုပြပြီးတော့အဲ့ဒီအလောင်းတွေကနေဘာမိစာလဲပြောနိုင်လားလို့ဂေရော့ကိုမေးလိုက်ပါတယ် ကေရော့ကလည်းအလောင်းတွေကိုရှောက်ကြည့်နေတဲ့သူတို့ဝေချာအဖွဲ့တွေကဝေချာတယောက်ရဲ့အလောင်းကိုတွေ့ပြီးသွားမှာဘရင်အဖွဲ့ကြီးကပြည်သူတွေကိုလိန်ထားရစွာသိလိုက်ရပါတယ်ကေရော့ကလည်းဝေချာတီသွားတာကိုဖုံးထားပြီးတော့ငွေလင်းယူသွားတယ်လို့ဆဆွဲကမိစ္ဆာကိုဖုံးထားတာပေါ့လို့ပြောလိုက်ပါတယ်ပြီးတော့မှဝေချာရဲ့အလောင်းကိုစစ်ဆေးပြီးတော့နှလုံးနဲ့အသေးကိုပဲရွေးပြီးတော့စားတဲ့မိစ္ဆာမျိုးကစထရီကာတစ်မျိုးပဲရှိတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါအပြင်စထရီကာမိစ္ဆာမျိုးကဂျင်စာအကြောင်းပဲဖြစ်လာဖြစ်တဲ့အတွက်မင်းသမီးကိုတယောက်ကသေစီခြင်းလို့ဂျင်စာတိုက်ခဲ့ရပဲဆိုပြီးတော့ရှင်းပြလိုက်ပါတယ် မယ်ရီဂိုးစ်ကလည်းဘာလို့မင်းသမီးလို့တမ်းပြောနိုင်တာလဲလို့မေးတဲ့အခါမှာဂဲရော့ကစတရိတ်ကာရီဆိုတာကအထီးမရှိလို့ပြန်ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့အရီဒူဇာမှာရှိတဲ့မော်ပါရမီရှိသူတွေကိုတိုင်းပြည်အသီးသီးကဘယင်းနေရဲ့မော်ဆီယာမအဖြစ်ရွေးချယ်ဖို့ဘယင်းနေနဲ့မိတ်ဆက်ပေးနိုင်အောင်ကျင်းမာတဲ့ကာဝဲတစ်ခုကိုတက်ဖို့အတွက်ရန်နီဖာမော်လာပြင်ဆီယာတယောက်စီကိုရောက်နေပါတယ်မော်လာပြင်ဆီယာကလည်းလူပြင်ပြီးလိုက်တဲ့လူအကုန်လုံးကဘလောက်ပဲရုပ်ဆိုးနေပါစေအရီဒူဇာထွက်သွားတဲ့အလားဆုံးတွေဖြစ်သွားကြတာပဲလို့ပြောရင်းနဲ့သူ့ရဲ့မော်ဝဲစားတွေကိုပြလိုက်ပါတယ် ရန်နီဗာကလည်းတဘွာလုံးရုပ်ဆိုးလာခဲ့သမျှလုံးဝပြောင်းလဲသွားတော့မယ့်သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုတွေးနေကြည်နူးနေပါ ರಿ ။အဲဒီအချိန်ထက်ဆီရာရောက်လာပြီးတော့မော်ဆီယာကိုအပြင်ခဏထွက်ခိုင်းလိုက်ပါ ರಿ ။ပြီးတော့မှသူတပည့်ရန်နီဗာရဲ့စိတ်တဲ့ကြံ့ခိုင်မှုကိုသိပေမဲ့အလာတန်းနဲ့ပတ်သက်လာရင်တော့အမြဲတမ်းတငယ်နေရတဲ့စိတ်ကိုမတော်တဆလွဲချော်မှုတွေကြုံခဲ့ရရင်ထိန်းချုပ်နိုင်အောင်လို့အားပေးစကားပြောလိုက်ပါ ರಿ ။ဒါမေရီယာမျိုးရဲ့နန်းတော်မှာလဲမေရီဂိုးစ်ကဂေရော့ကိုဘရင်ဖိုတက်စ်နဲ့တွေ့ပြီးပြီးတော့မင်းသမီးအဒါကိုကုသဖို့ခွင့်တောင်းနေပါတယ် ဖိုဒက်စ်ကတော့ဘာမှမပြောဘဲအစာပဲစားနေရကြောင်းမလို့ကိုရန်တော်တသားတယောက်ကဝေချာရီယာမယုံရတဲ့အတွက်မင်းသမီးကိုမတက်ဘူးလို့အာမခံချက်မရှိကြောင်းပြောကဘရီဂိုးစ်ကိုဆန့်ကျင်လိုက်ပါရီအဲပြီးတော့မှမင်းသမီးကိုတေးအောင်ကျင်းစာတိုက်တဲ့ဆိုရအောင်မင်းသမီးတပွားလုံးမုန်းနေသူမရှိတဲ့အကြောင်းမှပြောလိုက်တဲ့အခါမှာဂေရော့ကလည်းသူ့ချစ်သူကကျင်းစာတိုက်တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါရီပြီးတော့မှဂေရော့ကပဲဆက်ပြီးတော့ကျင်းစာအတိုက်ခံရလို့တရီသားအထိကျင်းစာတက်ရောက်သွားပြီးတော့ ဲ့ဒီကလေးကတဖြည်းဖြည်းအရွယ်ရောက်လာတဲ့အထိဆိုးရွားတဲ့ပုံစံနဲ့မိစ္ဆာတကောင်အဖြစ်ပုံသွင်းနေခဲ့ပြီလို့ပပဆက်ဆက်အပြည့်တင်စကားပြောရင်းဘရင်ဖိုတက်စ်ကိုပါအကဲခတ်လိုက်ပါလိမ့်ရက်ဆက်လုံးလာတဲ့စကားတွေကိုကြားတဲ့အခါမှာဖိုတက်စ်ကလည်းဒေါသထွက်သွားပြီးတော့အကုန်လုံးအပြင်ထွက်သွားဖို့အတွက်နှိမ်လွတ်လိုက်ပါလိမ့်ဂဲရော့ကလည်းအပြင်ထွက်ကြအောင်ဆောင်ပြီးတော့အကုန်လုံးအပြင်ရောက်သွားတော့မှတကောက်ဂျက်ထိုးကဖိုတက်စ်ကိုကိုညီမနဲ့ဖောက်ပြန်ပြီးတော့ကလေးပင်နမည်မခန်းတာလားဆိုပြီးတော့ဆွဆွဲလိုက်ပါလိမ့်ဖိုဒက်စ်ကလည်းစကားကိုလက်လွတ်စပယ်မပြောနေလို့ပြန်ပြောတဲ့အခါကျမှဂေရော့က မင်းသမီးတည်တဲ့အချိန်မှာမင်းကရုပ်တစက်မှမပြတ်ပေမဲ့ငါကလေးပဲကိစ္စကိုပြောတဲ့အချိန်မှာတော့ရုပ်ပြတ်သွားတာကမိစ္ဆာကိုမသက်ပဲနဲ့ထားတဲ့အချက်တွေကသူ့စကားအတွက်တတ်သိလို့ပြန်ပြောလိုက်ပါလိ Fodes ကလည်းဟန်ကိုဖို့လုပ်ပြီးတော့သူ့တဘောအလုံးဝစ်ချာရီအကြောင်းကြားခဲ့ရတဲ့တရေပြောင်းမှုကြောင့်မလို့ဝစ်ချာရီကခံစားချက်မရှိဘူးဆိုတဲ့စကားဟာအမှန်နေပဲလို့ပြောလိုက်ပါလိအဲဒါကြောင့်လဲမောင်နှမချင်းပြန်ပေးစားတဲ့ဆဆွဲမှုမျိုးလုံနိုင်တာဘို့လို့ထပ်ပြောလိုက်ချိန်မှာအပြင်ကစောင့်နေကတကားပြတ်ပြီးတော့ဝင်လာခဲ့ပါလိ ဒါမဲ့ Fordes ကဂေရော့ကိုမတက်ဖို့အဆောင်တွေကိုတားပြီးတော့ဒါမဲ့ Ria ကနေထွက်သွားဖို့အတွက်ဂေရော့ကိုပြောလိုက်ပါရီအရေဒူးစာမှာလည်းပဲမော်အသေးတော်ရဲ့ဖွဲ့ဝင်တွေဟာနောက်မှဖြစ်လာကြတဲ့မော်ဆီယာမအစ်တေကိုဘသူကဘယ်တိုင်းမြရဲ့ဘရင်ကိုအကောင်းဆုံးကူညီပေးနိုင်မလဲဆိုတာကိုအဖွဲ့ဝင်တွေရဲ့အမြင်နဲ့ဆုံးဖြတ်ချက်ယူဖို့အထူးအစည်းအဝေးတစ်ခုလုပ်နေကြပါရီဘရင်နေနဲ့ဘရင်မတွေကိုအထင်းကြောင်းမရှိဘူးဆိုရင်စစ်ပွဲတွေပဲအမြဲတမ်းဖြစ်နေတော့မှာမလို့သူတို့မော်အသင်းတော်တီထောင်ပြီးတော့မော်ဆီယာမရင်းနဲ့ထိန်းချောင်းလာခဲ့တဲ့ရွေချက်ကိုမပြောက်ဖို့အတွက် မော်စီယာစရစ်ဂေဘောကသတိပေးလိုက်ပါရီမော်သင်းတို့ရဲ့ဥက္ကဋ္ဌကလည်းအဓိကပြဿနာကဘသူမှနက်ဖ်ကအတိုင်းမျိုးမတော်ချင်းနေကြတဲ့အတွက်နက်ဖ်ကဘရင်လိုမျိုးလူကိုထိမှုအတွက်စိတ်သက်မာကြောတဲ့လူမျိုးလှုပ်ရမယ်လို့ပြောလိုက်ပါရီအစရစ်ဂေဘောကလည်းဥက္ကဋ္ဌရဲ့တူမဖရန်ဂျီလာကိုနက်ဖ်ကပို့ဖို့ပေါမော့ကတက်စီရာကယူထားခဲ့ပေမယ့်လေဖရန်ဂျီလာကစိတ်သက်ပြောညံ့နေလို့ပြောလိုက်ပါရီဥက္ကဋ္ဌကလည်းစရစ်ဂေဘောရဲ့အတွေးကိုမီးတော့စရစ်ဂေဘောကလည်းရန်နီဗာလှုပ်ရမယ်လို့ပြောလိုက်ပါရီ ။ Tazira ကလည်းပဲ Renifa ကိုဘီမကလန်တီရဲ့ Central တိုင်းပြည်က Adarin မျိုးစီကိုလွတ်ဖို့ပြောထားပြီးသားမလို့အစွမ်းကုန်ကန့်ကွက်လိုက်ပါလေ။ဒါပေမဲ့လည်း Strike Gable က Central ဘီမကလန်တီကနဲ့ငယ်မျိုးဆိုရင်အယောင်မှမုန်းနေတဲ့အတွက် Renifa လိုမျိုးနဲ့ငယ်သွေးပါတဲ့သူကိုကြိုးစိုးမှမဟုတ်ဘူးလို့ပြောလိုက်ပါလေ။နောက်ဆုံးမှာတော့မဲခွဲဆုံးဖြတ်ကြရင်လည်း Renifa ကိုပဲ Nef ကလွတ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါလိမ့်။တပတ်မှလည်း Renifa ကမော်အလပြင်ဆီယာစီကရလာတဲ့အင်ယူကင်ပြီးတော့ သူလာပါတော့မယ့်အချိန်ကိုစိတ်ကူးရင်နေတုံးမှာမော်လာပြင်ဆရာကဝင်လာပြီးတော့ဝတ်စုံတစုံထပ်ပြီးကရန်နီဖာကာဘွဲတက်ဆရာမလို့တော့ပဲနက်ဖ်ကောက်သွားဖို့အမိန့်ရထားကြောင်းပြောလိုက်ပါရီရန်နီဖာကလည်းတက်ဆီရာကိုချက်ချင်းသွားပြီးဂရီမတီရဲ့အကြောင်းပြောကတက်ဆီရာကလည်းနေငယ်သွေးကြောင့်သူဘလို့မှမတက်နိုင်ဘူးလို့ပြန်ပြောလိုက်ပါရီအဲဒီတော့မှရန်နီဖာကလည်းသူနေငယ်သွေးပါရီဆိုတာကိုသိရသူဆိုလို့တက်ဆီရာနဲ့အစ်စရီနှစ်ယောက်ပဲရှိတဲ့အတွက်အေဒရီနဲ့စည်ရင်းရှင်းမှုအတွက်ဆုံးဖြတ်လိုက်ပါရော တပတ်မှာတော့ဂေရော့ကိုတာမေရီယာကနေထုတ်လိုက်တယ်ဆိုပေမဲ့လေမပြန်မင်းနဲ့မင်းမီအက်ဂါဖ်ရဲ့ရဲလိုက်ဆိုင်ကိုထိုင်းကြည့်နေတဲ့အချိန်မှာမေရီဂိုးစ်ကရောက်လာပြီးတော့ဘာလို့လက်မလွတ်ဘဲနဲ့ဆက်လုပ်ချင်နေရလဲလို့မေးလိုက်ပါတယ်။ဂေရော့ကလည်း "तू ကအရင်တုန်းကမင်းသမီးတပါးကနေပြီးတော့မိစ္ဆာတစ်ယောက်ဖြစ်သွားတဲ့လူတစ်ယောက်ကိုမကယ်နိုင်ခဲ့လို့အခုတစ်ယောက်ကိုရအောင်ကယ်ချင်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်တော့ရဲလိုက်အဆောင်တွေကိုခြောက်လှန်ပြီးတော့နှစ်ယောက်သားရဲလိုက်တွေကိုဝင်သွားပြီးကျင်းသာလိုက်တာဘယ်လိုလဲဆိုတာကိုစုံစမ်းပြီးတော့ရှာဖွေကြပါတယ်။ရှာနေတဲ့ဂေရော့က"ဖိုဒက်ကကလေးအဖေဖြစ်နိုင်ခြင်းများတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ မေရီဂိုးစ်ကလည်းမင်းသမီးအက်ဒါရဲ့အခန်းကလှုပ်ဝက်တက်တာတွေကစားစောင်တွေ့တာကြောင့်မလို့ဂေရော့ကိုပြလိုက်ပါတယ်။ဂေရော့ကအဲ့စာကိုဖတ်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ထင်မြင်ချက်တွေမှန်နေကြောင်းတွေ့လိုက်ရတာကြောင့်မလို့ဖိုဒက်စ်ရဲ့မိဘတွေလက်ထဲကအမှုထမ်းလာတဲ့ကိုရန်တို့အမတ်ကြီးနဲ့တိုင်ပင်ဖို့ထွက်လာခဲ့ကြပါတယ်။အမတ်ကြီးစာဖတ်နေတဲ့အချိန်မှာဂေရော့ကအမတ်ကြီးရဲ့အပြုအမူတွေကိုအကဲခံနေလိုက်ပါတယ်။အမတ်ကြီးကလည်းစာကိုဖတ်ပြီးတဲ့အခါမှာသတိလွတ်ပြီးတော့အက်ဒါနဲ့ဖိုဒက်စ်ကချစ်ကြိုက်လွန်ကျူးတာမဟုတ်ဘဲနဲ့ဖိုဒက်စ်ရဲ့အနိုင်ကျင့်စော်ကားတာခံလိုက်ရတယ်ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့မှ Fortes ကနှုတ်ပိတ်ချင်လို့အတားကိုတတ်လိုက်တာဆိုပြီးတော့လည်းထပ်ပြောလိုက်ပါလေအမဲကြီးရဲ့အပြုမူကိုအကဲခတ်နေတဲ့ Gerard ကလည်းယုံကြည်အောင်ဆောင်ပြီးမှအနားကိုကတ်သွားပြီးသူဟာအမဲလိုက်ကျွမ်းကျင်တဲ့ဝှချာတယောက်ဖြစ်လို့အထိုင်းအေးရတယ်မှာအမတ်ကြီးရဲ့အနံ့နေရနေတဲ့အတွက်အမတ်ကြီးရဲ့လောက်ရတိုင်းကိုအနံ့ရနေရလို့စကားနိုင်နဲ့ချင်းချောက်လိုက်ပါလိ။ကြောက်လန့်နေတဲ့အမတ်ကြီးကလည်းမထိနိုင်တော့ဘဲနဲ့ Fortes ရဲ့ရုံမာတော်ကိုမခံနိုင်လို့ Fortes ကိုတမ်းမြန်ခံစားရအောင်ကျင်းစာတိုက်ခိုက်တဲ့အတွက်အထာလီယောကလေးယောဒုက္ခရောက်ခဲ့ရတဲ့အကြောင်းအသေးစိတ်ပြန်ပြောပြလိုက်ရပါဦးလိ။ ်ဂေရော့ကလည်းဂျင်ဇာကြောင့်ဖြစ်တဲ့မိစ္ဆာကိုကူတာဖို့ကဂျင်ဇာပြင်မှပဲရမယ်လို့ပြောပြီးတော့အမတ်ကြီးကိုဂျင်ဇာပြင်နှီးမေးလိုက်ပါရီအမတ်ကြီးကလည်းဘရင်ဖိုတက်စ်ကိုမုန်းနေရကြောင်းမလို့မပြောဘဲတင်းခံနေတဲ့အတွက်ဂေရော့ကလည်းမေးလဲသွားအောင်လို့လက်သီးကျွေးလိုက်ပါရီအရေးတူစားမှမော်သိန်းဝင်းနေကကာဝဲစီသွားဖို့အတွက်မော်ဆရာမအစ်တွေကိုကောင်းကြီးပေးနေတဲ့အချိန်မှာအေထရီကရန်နီဖာမတွေ့လို့စိတ်ထဲကရှာနေပါရီအဲ့ဒါကိုတီးသွားတဲ့ဖရန်ဂျီလာကလည်းရန်နီဖာကပွဲမလာနိုင်လို့တွေကြောင်းစိတ်ထဲကပြန်ပြောလိုက်ပါရီအဲဒါကြောင့်အစ်ထရစ်ကလည်းရန်နီဖာရှိနိုင်တဲ့နေရာစီကိုထွက်လာခဲ့လိုက်ပါရီ ရန်နီဖာကတော့နေတဲ့ငယ်အယိုးကောင်းဂူထဲမှာအေထရစ်ကိုလက်စားအခြေဖို့အေထရစ်ရဲ့သူတည်တနာစာတန်းတွေကိုဖျက်ဆီးနေပါ ರಿ အေထရစ်ရောက်လာတဲ့အခါမှာအေထရစ်ကလည်းသူ့ကြောင့်ရန်နီဖာနေတဲ့ငယ်သွေးပါနေရဆိုတဲ့ကိစ္စကိုမှော်သိဝင်လေတီးသွားတဲ့အကြောင်းရန်နီဖာတီးသွားပြီဆိုတာသိလိုက်ရပါ ರಿ အဲဒါကြောင့်ရန်နီဖာကိုအစ်စ်ဇလန်နဲ့စိတ်ပြောင်းမျှလိုက်ပေမဲ့ရန်နီဖာကမျိုးပါချင်အောင်ဆောင်ပြီးတော့မှအေထရစ်ကိုလောင်ပြောင်လိုက်ပါ ರಿ အဲတော့တနယောက်သားကစကားများရန်ဖြစ်ကြရင်အေဒရစ်ကရန်နီဖာကလှပခွင့်မရလို့စိတ်အညိုးကြီးပြီးတော့အတ္တအကြီးနေရလူလို့ပြောလိုက်ပါ ರಿ ရီဗာကသူ့ကံကြမ္မာကိုသူကိုယ်တိုင်ရအောင်ဖန်လိမ့်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ကာဝဲခမ်းမာတွေမှာတော့တိုင်းပြည်အသီးသီးရဲ့ဘီနီနဲ့မော်စီယာမတွေဟာကခုန်နေကြပါတယ်။အဲဒီချိန်မှာသပင်းရွှေရောင်နဲ့ကလေးတယောက်ကသူ့ညီမလေးကိုပုတိပုတ်သက်စနေတာကြောင့်မေတော်လို့သူကလေးဖိုဒက်စ်ကိုညီမကိုနေရခဲ့အောင်မစနိုင်လို့ပြောလိုက်ပါတယ်။အဲဒီနောက်တော့အေဒါရင်းဘီနီနဲ့ဖရန်ဂျီလာတို့အနာကိုထက်စီရောရောက်သွားတဲ့အခါမှာတော့ဘင်းကအေဒါရင်းရဲ့မော်စီယာမဆိုတာအခုတက်ပိုလာပြီးပိုကတိုက်ရမှာဆိုကဖရန်ဂျီလာကိုလူရှိသူရှိမှသဘောမကျတဲ့စကားမျိုးပြောလိုက်ပါတယ်။ ဒါပေမဲ့ရန်နီဖာကမော်လာပြင်ဆရာစီကိုသွားပြီးတော့ကိုကိုကိုတော်တယ်လို့ထင်ရင်သူ့ကိုပြင်ပေးဖို့ပြောလိုက်ပါလေအလာပြင်ဆရာကလည်း "तू ခေါင်းပြတ်လိုက်မယ်"လို့ပြန်ပြောတဲ့ခါမှာရန်နီဖာကလည်းမော်သိန်းတော်ကအလာပြင်ဆရာရဲ့ငေးပါကိုဖျက်ထားလို့ထတ်ကြောင်နေရလားဆိုပြီးတော့မခံချင်အောင်ပြောလိုက်တဲ့ခါမှာအလာပြင်ဆရာကလည်းပြင်ပေးဖို့တလက်ခံလိုက်ပါလေအလာပြင်ဆရာလည်းပဲခန္ဓာကိုယ်ပြင်နေတုန်းမှာသတိရှိနေရဆိုရင်ဝေဒနာမခံစားနိုင်တာကြောင့်မလို့မေးစေးပင်တွေကိုပြင်ဆင်ရအောင်မယ်လို့ပြောတဲ့ခါမှာရန်နီဖာကလည်း "तू သတိမေ့နေရင်မပြင်မင်းပါကိုသိနေရကြောင်မလို့သူ့အတွက်မလိုချင်ဘူး"ချက်ချင်းလုံးမယ်လို့ပြောလိုက်ပါလေ တပတ်မှာတော့ဂေရော့ကကျင်းစာကိုဘလို့ပဲဖြစ်ဖြစ်ပြန်အောင်လုပ်ဖို့ဆုံးဖြတ်ကာအက်ဒါရဲ့နန်းဆောင်ရဲတိုက်စီကိုလာနေရကြမလို့အဆောင်ရဲမက်တွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေပါ ड़ी အဲဒီအချိန်ဖိုတက်စ်ရောက်လာပြီးတော့ရဲမက်တွေကိုတားလိုက်ပါ ड़ी ပြီးတော့မှဂေရော့ရဲ့အနောက်ကိုကတ်လာပြီးတော့အကုန်လုံးတူဝင်ခိုင်းတဲ့အကြောင်းနဲ့သူသမီးကိုမတက်ပဲကယ်ပေးပါလို့ပြောလိုက်ပါ ड़ी ဂေရော့ကလည်းအရင်တစ်ခေါက်မင်းသမီးဘွားကမိစ္ဆာဖြစ်သွားတဲ့မင်းသမီးရန်ဖရီတုန်းကမကယ်လိုက်နိုင်တဲ့အမားမျိုးထမ်းမလို့ဘူးလို့ပြောကာသူအသေးခံမှုထိဆုံးဖြတ်ထားကြောင်းပြောလိုက်ပါ ड़ी ပြီးတော့မှသူတည်ခဲ့ရင်တောင်မှမင်းသမီးရဲ့ချိန်စာပြေစီရမယ်လို့ပြောပြီးတော့ referee တည်ခဲ့တော့ကသူယူလာခဲ့တဲ့ဆွဲပြားလေးကို fortex ကိုပေးကရေးတိုက်ထဲကိုဝင်လာခဲ့ပါတယ်ရေးတိုက်ထဲကိုရောက်တဲ့အခါမှာတော့အမတ်ကြီးကိုအတားအကြီးကလေးမှာကျိုးတို့ပြီးတော့ချိန်စာဖြီးနှီးမိလိုက်ပါတယ်အမတ်ကြီးကအခုထိခံရင်းနေတဲ့အခါမှာတော့ဂေတော့လဲပဲအခုညလာပြီးညဖြစ်လို့မိစာလေးလာတဲ့အထိဒီတိုင်းနေဖို့အတွက်ပြောလိုက်ပါတယ်အဲ့တော့မှအမတ်ကြီးကလည်းသိင်းဝဲမော်စီယာတယောက်ရဲ့လမ်းညွန်ချက်အတိုင်းလာပြီးညမှာတိုးတကောင်ရေးပူစော်ပြီးတော့သူတည်မိတဲ့ကားရာရုတ်ခေတာကလွဲလို့ရှိရင်ဂျေစာကြောင့်တော့သူမတည်ဘူးလို့ပြောလိုက်ပါတယ် ်ဂေရော့ကဂါရောင်မေးတဲ့ခါမှာရှေးရောင်းတဲ့ငယ်ဘာသာစကားလို့အမဲကြီးကပြန်ပြောကဂါရောင်ရွတ်ပြလိုက်ပါလိဂါရာကြားရနဲ့မိစ္ဆာပေါင်းအများကြီးတက်လာတဲ့ဂေရော့ကလည်းဖြီးနီးတီသွားခဲ့ပါလိအဲဒါကြောင့်အာယုံတက်တဲ့အထိမိစ္ဆာကိုအခောင်းထဲပြန်မဝေနိုင်အောင်တိုက်ထားနိုင်ရင်ကျိစာပြေပြီလို့အမဲကြီးကိုပြောကအဲဒီချိန်ကြီးကိုကကိုအသက်ရှင်အောင်နေလို့ပြောပြီးတော့ထားခဲ့လိုက်ပါလိပြီးတော့မှမိစ္ဆာနဲ့တိုက်ခိုက်ဖို့လုပ်တိုင်းမှာတောက်ရတဲ့ဝှချစီကိုတောက်ပြီးတော့မိစ္ဆာအလာကိုစောင့်နေလိုက်ပါလိအရီတူစာထဲမှာလည်းမော်လာပြင်စရာကရန်နီဖာကိုအရာတိုင်းမှာပေးဆက်မှုရှိတယ်လို့ပြောကာ ပြင်လိုက်တာနဲ့တသက်လုံးကလေးယူလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ Renifa ကလည်းမျက်လုံးအယောင်နဲ့လက်ကဝက်ကအမားရုပ်ကိုခြံထားပြီးတော့ဆက်လုပ်ဖို့တက်ပြောလိုက်ပါတယ်။အလားအပြင်ဆရာကလည်း Renifa ရဲ့တရင်ကိုထုတ်ကာမှော်ပညာနဲ့ဈေးပေါ်လိုက်ပါတယ်။ပြီးတော့မှဈေးမုံတွေကိုဂါရာဆုတ်ကာ Renifa ရဲ့ရွေးနေတဲ့ဗဇက်နဲ့လိန်နေတဲ့ကြောရိုးအဖူကြီးကိုတုတ်လေးနဲ့ဂါရာတွေကိုဇက်တိုက်ယွန့်နေခဲ့ပါတယ်။ဒါမေရီယာတိုင်းမြင်မှာလေဂေရော့ကမိစာကိုစောင့်နေတော့မိစာကအမဂျီစီကိုအရင်ရောက်လာပြီးတော့တတ်စားလိုက်ပါ ਉ ဒီ အဲနောက်တော့အစာမဝသေးလို့အပြင်ထွက်ဖို့လာနေတဲ့မိစာကိုဂေရောကလည်းဓာလုံးဝမသုံးမင်းနဲ့တိုက်ခိုက်နေပါလိမိစာနဲ့ဂေရောတို့အပြန်အလှန်တပ်ပုံရင်းနဲ့ဂေရောရဲ့စီးရီအစွမ်းပြေသွားတဲ့အချိန်ထိမိစာကိုအလဲမထိုးနိုင်တာကြောင့်မလို့မိစာအပြင်မထွက်နိုင်အောင်လို့ဂေရောလည်းပဲတကားတွေကိုမှော်စွမ်းနဲ့ပိတ်လိုက်ပါလိအဲနောက်မိစာကိုလက်ပလာနဲ့တိုက်ခိုက်နေရကြောင်းမလို့ဂေရောလည်းပဲအလူးလဲခံနေရတဲ့အချိန်မှာအာယုံတက်တဲ့နေအောင်ကြီးကတဖြည်းဖြည်းပေါ်လို့လာခဲ့ပါပြီမိစာကလည်းအခေါင်းနဲ့ပြောင်းဝင်ဖို့လုပ်နေတဲ့အချိန်ဂေရောကအားကုန်စူးစီးပြီးတော့မိစာကိုတွန်းထုတ်ကအခေါင်းနဲ့သူကိုယ်တိုင်ဝင်ပြီးတဲ့နောက် အကောင်းကိုမော်စွန်ရဲ့အကာရံနဲ့ခြားထားလိုက်ပါတော့ဒီအဲဒါကြောင့်မိစားလည်းပဲကျင်းစားပြေသွားပြီးတော့လူပုံစံတဖြည်းဖြည်းပြောင်းလာခဲ့ပါတယ်ကေရော့ကလည်းအကောင်းအမြင်ထွက်ပြီးတော့လူပြစ်သွားတဲ့မင်းသမီးကိုပွေ့ချီဖို့လုပ်နေတဲ့အချိန်အရင်စိတ်မကုံသေးတဲ့မင်းသမီးရဲ့ကြိုက်တာကိုခံလိုက်ရပြီးတော့မိစားအစိတ်မိကမေးလဲသွားပါတော့ဒီတဖက်က RE2 စာမှာလည်းပဲ Ranifa ဟာမော်ဘင်ညာရဲ့နာကျင်မှုကိုအလူးလဲခံစားရပြီးတဲ့နောက်သူ့ရဲ့ရုပ်ဆိုးနေတဲ့အရာတွေပျောက်ဆုံးသွားကအသည့်တပံပြန်လဲမွေးဖွားလာသူတယောက်လိုမျိုးနှပ်ပသွားပါတော့ဒီ ဲနောက်တော့ရန်နီဖာကလေသူကြိုက်တဲ့ဝစ်စုံကိုဝစ်ပြီးတော့ကာဝဲစီကိုယောက်လာခဲ့ပါတော့လေရန်နီဖာဝင်လာနဲ့ကာဝဲတစ်ခုလုံးကဘရင်နေဟာရန်နီဖာဝိုင်းပြီးတော့ကြိတ်နေကြပါမိရန်နီဖာကတော့သူ့ကိုကြောသွားတယ်အေဒါရင်တိုင်းမီရဲ့ဘရင်စီကိုရှောက်သွားလိုက်ပါလေအေဒါရင်ဘရင်ကလေဖရန်ဂျီလာကိုတိတ်ပြီးတော့သဘောမကျအောင်မလို့ရန်နီဖာနဲ့တွဲကားဖို့တော့လက်ခံလိုက်ပါတော့လေတစီရောကဘရင်ကိုဝင်တားပါမိဘရင်ကရန်နီဖာဘက်သဘောကျသွားတဲ့အတွက်ထက်စီရောလေးမတက်နိုင်တော့ဘဲနဲ့လက်ရှို့လိုက်ရပါလေ ဒါမေရီယာမှာတော့ Grocery လေးနေတုံးမှာ Renfrew ရဲ့နာမည်ကိုပဲတောက်လျှောက်ခေါ်နေပါ ರೀ မေရီဂိုးစ်ကသူ့ရဲ့မော်စွမ်းနဲ့ Gero ရဲ့ဒဏ်ရာကိုကူးတာပေးထားအောင်လို့ Gero လည်းပဲတတိယလာခဲ့ပါ ರೀ တတိယချင်းမှာမင်းသမီးကြောင့်မေးတဲ့အခါမေရီဂိုးစ်ကလည်းအကုန်စင်ပြေတဲ့အကြောင်းနဲ့တိုင်းပြည်စူပူမှုမဖြစ်အောင်လို့အမကြီးကိုမိစ္ဆာတက်တဲ့သူရဲကောင်းအဖြစ်ကြီးညာလိုက်ကြောင်းမှပြောလိုက်ပါ ರೀ Gero ကလည်းသူ့အတွက်ငွေပေးဖို့ပြောကပြန်မို့လို့ပါ ರೀ Very Ghost ကလည်းပဲတတိလေးနေလုံးခေါ်တဲ့ Ranfree ဆိုတာဘယ်သူလဲမေးပေမယ့် ကေရောကတော့ဝေချာရီရဲ့ထုံးစံတိုင်းပဲငွေရတာနဲ့ဘာမှမပြောဘဲလဲထွက်လာခဲ့ပါတယ်။နောက်ကမ်းမှာတော့စင်ထရီအတိုင်းမီကစေဘေးဒုက္ခသည်ရီရဲ့စကန်းကိုနက်ဖ်ဂေါ်ရီဝင်တိုက်ချိန်မှာစီရီလာကိုနက်တငယ်ကောင်လေးကကဲထုတ်လာပြီးမြောက်သားကနှင်းတော်လေးမှာအိပ်ပျော်နေခဲ့ကြပါတယ်။စီရီလာကတော့အိပ်ပျော်နေတဲ့တခုခုကညှို့ယူတာခံရတယ်လို့နဲ့နှင်းတော်ရဲ့တပတ်ဆုံးကတော့အကြီးစီအသေးစိတ်နဲ့သွားနေပါတယ်။နက်တငယ်ကောင်လေးကလည်းနိုးလာတဲ့ခါမှာစီရီလာကိုအော်ခေါ်ပြီးတော့အနောက်ကလိုက်သွားခဲ့ပေမဲ့စီရီလာကတော့ဘာမှမကြားဘဲအယိုးစုတွေကြားတွေကဖျက်ရှောက်သွားနေပါတယ်။ လက်ငယ်ကောင်လေးကလည်းစီဝဲလာနောက်ကိုလိုက်ရင်းနဲ့တောအုပ်နောက်ကိုရောက်တဲ့အခါမှာတော့တောအုပ်တွေကအများကြီးထွက်လာပြီးတော့မြားမန်ကလေးကြသွားခဲ့ပါလိမ့်စီဝဲလာကတော့အညှို့ခံထားသလိုမျိုးဘာကိုမှမသိဘဲနဲ့တောအုပ်စီကိုရှောက်သွားနေတော့မှာပဲ The Witcher Season 1 Episode 3 Bedra Moon ကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်ဇာတ်ကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 Channel လေးကိုလည်းပဲ like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျာ။ အပိယပြိတ္တများလေးပဲစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော့မူကြပါစေလို့ဇီရီဘောရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်အစုံဒီကြည့်ရှုပေးကြရတဲ့အတွက်လည်းပဲအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ